်တင်ငင်အေးဆေးတဲ့မိန်းကလေးပြီမှာရှိနေတတ်တဲ့ထူးခြားတဲ့လက္ခဏာရက်လေးများကျွန်တော်ပြောပြပေးမယ်ခက်ကာလာကပြောင်းလဲလာလို့မိန်းကလေးရဲ့ပုံစံလေးတွေလည်းရှေးရခင်ကနေမတူပဲပြောင်းလဲလာကြပါတယ်ပုံပြီးအမြင်ကျလာကြတယ်လို့ပုံပြီးလည်းလွတ်လွတ်လပ်လပ်နေထိုင်လာကြပါတယ်ဒါပေမဲ့လည်းတချို့ကောင်းမလေးတွေကတော့ရှေးရဆန်တာလည်းမဟုတ်ခက်ဆန်လွန်းတာမျိုးလည်းမဟုတ်ပဲအနေပြင်းနေကြပါတယ် ူတို့တွေကိုကြည်လိုက်ရင်တင်ငိန်ပြီးအေးဆေးတဲ့လူတွေလို့မြင်ရပြီးသူတို့မှာထူးခြားတဲ့အကျင့်စရိတ်လေးတွေရှိနေပါသေးတယ်။နံပါတ်၁ဒီဇိုင်းမမှတ်ရှိတယ်။သူတို့တွေလို့တင်ငိန်အေးဆေးတဲ့သူတွေကစူးစမ်းမှုရှိကြတဲ့သူတွေဖြစ်ပါတယ်။သူတို့တွေကတခုခုကိုလိမ့်လာမယ်ဆိုရင်ဒီဇိုင်းမမှတ်နဲ့ကိုလိမ့်လာစူးစမ်းချက်တတ်ကြပါတယ်။ဒီအတွက်လည်းသူတို့က သူတို့မျောလင့်ထားတဲ့အတိုင်းလှုပ်နိုင်ကြတာများပါတယ်။ဝရိယရှိတဲ့သူတွေထဲမှာဒီလိုလူမျိုးတွေကထိတ်ဆုံးပါပဲ။နံပါတ်1စကားပြောရင်ကြီးရဲ့သူတို့တွေကစိတ်တို့ဒေါသထွက်သက်ပြင်းလဲဘယ်လိုလဲမဆိုစကားပြောချူတာတဲ့သူတွေဖြစ်ပါတယ်။လူကြီးတွေကိုလေးစားတတ်မှုပေးတယ်လို့ငယ်သူတွေကိုလည်းချစ်ခင်တတ်ပါတယ်။ခွဲခြားမှုမရှိပဲရင်ကြီးတတ်ကြတဲ့သူတွေဖြစ်ပြီး တို့ကိုလာစော်ကားတာမျိုးတော့ဒီခံမနေတတ်ကြပါဘူးနံပါတ်3လူမှုရေးရှော့ထွေးတယ်လို့တို့တွေလူချင်းဝတ်တွေကိုလည်းဤနားလည်းကြားတဲ့သူတွေဖြစ်ပါတယ်အငယ်ချင်းရေးစားနဲ့လည်းအရန်ရင်းနေအောင်နေတယ်လို့တို့ကိုရေးစားရှိတဲ့သူတွေဇာပတ်သက်ရင်လည်းပြပြသားသားပြောသက်ကြတဲ့သူတွေဖြစ်ပါတယ်တို့မှာလူမှုရေးအရှော့ရှင်းဆိုတာမျိုးဘယ်တော့မှအရှိမလာအောင်နေတတ်ကြပါတယ်နံပါတ်4 ျော်ပွဲရှင်ပွဲတွေကိုသိစိတ်ဝင်စားဘူး။သူတို့တွေကခက်ဆန်းတဲ့မင်းကလေးတွေကိုငွေချင်းတွေကိုဝိုင်းဖွဲ့တောက်စားတာမျိုး ADM ပွဲတွေတွားရတာမျိုးတွေကိုစိတ်မပါကြဘူး။ပျော်တတ်ကြတယ်နဲ့လဲဟေဟာဝါဟာလို့မြင်ရတာကသူတို့နဲ့မကိုက်ညီတာမျိုးဖြစ်ပါတယ်။ငွေချင်းတွေတောက်ကြတယ်ဆိုရင်သူတို့ကကိုညီတာမျိုးလဲတို့ပေးတတ်ကြပါလေ။အမငါရင်းချက်ပြောင်းမျိုးရှင်ရှိတယ် တို့တွေတင်းရင်ပြေးအေးဆေးတဲ့တို့ရဲ့ပုံစံအတိုင်းရင်းချက်တဲ့ရင်းချက်မှုလေရှိကြတဲ့သူတွေပါဘာလို့ရင်ဘာဖြစ်နိုင်လဲဆိုတော့ချိုးချောင်းစီလျော်အောင်တွေးနိုင်ကြတယ်လို့ရှေ့ရေးကိုလည်းတွေးကြည့်တတ်ကြပါတယ်ဒါကြောင့်တို့ကနောက်တစ်ချိန်နောက်တိုင်းရမယ်အေးဆာမျိုးမဖြစ်ရလေအောင်ခုကိုယ်တိုင်လည်းဂယုဆိုင်တယ်လို့ငွေချင်းလို့လည်းထိန်းသိမ်းအကြံပေးတတ်တဲ့သူတွေဖြစ်ပါတယ်ကျေးဇူးပါ